ဇွန်လ18ရက်နေ့မတော်သခင်ယေရှုခရစ်ခမည်းတော်ဖျားတခင်သည် မင်္ဂလာရှိတော်မူစေသည်ဆင်းရဲခြင်းအမျိုးမျိုးကိုခံရသောသူတို့အားတတစေနိုင်မည်အကြောင်းကောရိန္သုဩဝါဒစာဒုတိယစာတောင်းအခန်းကြီး1အခန်းငယ်3မှလေးတမန်ကျမ်းစာအဖြစ် ပူဆွေးတော်ကားမှုကို ကျွန်တော်တို့ကြော်လွားနိုင်သည်ဟုသိရှိနိုင်ပါသည်ညာဦးရ၌ငိုကြွေးခြင်းသည် လာ၍တဲကို၏ နနေရန်၌တချင်းဆိုရသောအခွင့်ရှိဆလံကျန်းခန်းကြီး30ခန်းငယ်9ဟုဆိုရသည်မဟုတ်ပါလားမိမိကိုမိမိတနာချင်းသည်ရေရှည်တည်တံ့သောကိုစိတ်ချမ်းသာခြင်းမဆောင်ကျင်းနိုင်တဲ့ကဲ့သို့စိတ်ဆင်းရဲမှုကိုဖြစ်ပေါ်စေသည်သာမကနှစ်သိမ့်မှုလည်းမဖန်တီးနိုင်သည့်ဖြင့်တောကပရိဝေဒေဝကိုထက်ဆင့်တိုးစေပါသည်ထို့သော ခရိယန်တဦးအတွက်မူဝန်းနေခြင်းဖြစ်စေ ပူဆွေးတောကရောက်ရခြင်းဖြစ်စေ နှစ်သိမ့်မှုဆိုဒီမှာတွဲလျက်ပါရှိသောအရေးချင်းတစ်ခုဖြစ်ပါတယ်။စိတ်မတော်ညီးသွားသောသူတို့သည် မင်္ဂလာရှိကြ၏။အချောမူကားထိုသူတို့သည်တက်တာချင်းတို့ရောက်ကြလက်တန်း။ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး9အခန်းငယ်၄ဟုဖြစ်ပါတယ်။ပူဆွေးတော်ကရောက်နေခြင်းတွင်တခင်ယေရှုသည်ကျွန်တော်တို့နှင့်အတူရှိနေသည်ဖြင့်နှစ်သိမ့်မှုကိုရရှိပါတယ်။ငါဒီလက်ကက်ကဘာကုံတီတိုင်အောင်တင်တို့နဲ့အတူအရှင်မပြတ်ရှိသည်ဟုတပည့်တော်တို့ကအမိန်တော်မူ၏။ရှင်မသက်ခရစ်ဝင်ကျမ်း9:1 ခန်းကြီး28အခန်းငယ်20ကိုကြည့်တော့ရှိပါတယ်။ဒုက္ခဝေဒနာခံစားနေရခြင်းတွင်တယောက်တည်းခံစားနေရသည်မှာပင်ပန်းခက်ခဲတတ်ပါတယ်။ဒီနေ့အတွက်ဆုတောင်းချင်။အိုးဖဖရားတခင်ကျွန်တော်ပူဆွေးတော်ကရောက်နေခြင်းမှာအရှင်ကနှစ်သိမ့်မှုပေးတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်။အတိတ်မှာအရှင်ရဲ့နှစ်သိမ့်မှုတွေသိရပြီးဘယ်တော့မှမပြတ်ကွက်ဘူးဆိုတာသိရတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်။အာမင်။ ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါခင်ဗျာမနေ့ပြန်ပါလေတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရက်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ